ာပါရှင်။နိုဝင်ဘာလ10ရက်တနင်္လာနေ့ရက်ထရူးကြတာပြည်တွင်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဦးစွာတင်ဆက်ပေးမှာကတော့ကြောင်မဲမြို့ရှိမြမစီပွားရေးဘဏ်ခွဲပြန်လည်ဖွင့်လှစ်တဲ့သတင်း။ TNL လက်နက်ကင်များနေမည်လူရဲ့ဖြက်စီမှုကြောင့်16လကျော်ပိတ်ထားရတဲ့ကြောင်မဲမြို့ရှိမြမစီဝါရေးဘန်ခွဲကိုနိုဝင်ဘာ10ရက်ကပြန်လည်ဖွင့်လှစ်လိုက်ပြီလို့သိရပါဗျ။ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲခရိုင်မြမစီဝါရေးဘန်ခွဲပြန်လည်ဖွင့်လှစ်ခြင်းအခမ်းအနားကိုနိုဝင်ဘာ10ရက်နေ့က9နာရီကကျင်းပရာ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများရမိရဖာများတက်ရောက်ကြပါတယ်။ဖွင့်ပွဲတွင်ရှမ်းပြည်နယ်ပြည်နယ်မန်နေဂျာဦးအောင်မြို့ထွန်းကယခုအခါကြောင်မဲမြို့ကိုတက်မတော်ကပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်တဲ့အတွက်ယနေ့မှစ၍ဘဏ်ကိုပြန်လည်ဖွင့်လှစ်ပြီးနိုင်ငံတော်ငွေလွှဲခြင်းလုပ်ငန်း၊စည်ရင်းရှင်စည်ရင်းဖွင့်တဲ့လုပ်ငန်း၊အငြိမ်းစားလှစားထုတ်တဲ့လုပ်ငန်း၊ငွေစုဆောင်းအနှံ့ခြင်းလုပ်ငန်းအစရှိတဲ့ဘဏ်လုပ်ငန်းများကိုစာမပေးနေပြီဖြစ်တယ်လို့ရှင်းလင်းပြောကြားပါတယ်။ ဆက်လက်ပြီးစစ်စင်ရေးကုကဲမှုဌာနချုပ်ဒုတိယစစ်စင်ရေးကုကဲရေးမှုကြောင်မဲခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများကကြောင်မဲမြို့မြမစီပွားရေးဘဏ်ခွဲဆိုင်မှုအားအမွေနဲ့တာရေးများပတ်ဖြန်၍ဖွင့်လှစ်ပေးကြောင်းသိရပါတယ်ရှင်ဆက်လက်တင်ဆက်ပေးမှာကတော့တောင်ကြီးတဆောင်တိုင်းမြို့ပုံမြန်ပွဲတော်ပိတ်ပွဲအခမ်းအနားကျင်းပတဲ့တွင်တောင်ကြီးတဆောင်တိုင်းမြို့ပုံမြန်ပွဲတော်ပိတ်ပွဲအခမ်းအနားကိုနိုဝင်ဘာ၈ရက်နေ့ပိုင်းကကျင်းပကြောင်းသိရပါတယ် ညနေ6နာရီမိနစ်30ကပြန်ပွဲမြို့ပုံမြန်အဖွဲလိုက် စုပေးပွဲကျင်းပပြုလုပ်ခါတိုင်းသားတို့ရဲ့ရိုးရာအခလာများဖြင့်ဖြိုးပြီးတင်ဆက်ကြပြီးမြို့ပုံငယ်များပြိုင်တူလွတ်တင်ကြကမိရှုမိဘများဖြစ်ပေါက်လျက်ပြိပွဲအခမ်းအနားကိုကျင်းပပါတယ်။တောင်ကြီးတဆောင်နယ်မြို့ပုံမြန်ပွဲတော်တွင်ညာမီကြီး25ပြီး40ပိတ်သားပြိုင်ပွဲတွင် ပထမပီတိမီဒုတိယဆက်ဝေးတတိယရွှေစုံမီစတုထတောင်ပိုင်းပစ္စမလွန်ခန့်တို့ဖြစ်ကြပါတယ်။စေတပံပြိုင်ပွဲတွင်ပထမရွှေကူး ဒုတိယဇွဲလူငယ်တတိယလင်းလက်စတုထအကောင်းကင်ပြစ်စမလင်းယုံမီတို့ဖြစ်ပါတယ်။ညာမီကြီး22ပေ28ပိတ်သာပြိုင်ပွဲတွင်ပထမရှမ်းယူနိုက်တက် FC မီဒုတိယအာသင်တတိယဆိုင်းနောင်စတုထ MAI ပြစ်စမတိဟစီတီစကွဲတို့ဖြစ်ကြောင်းသိရှိရပါတယ်ရှင်။သမတင်ဆက်ပြီးမှာကတော့ကေကေပတ်နေမြေရှိအဆောက်အုံတရားတလုံးကိုဖြိုချဖျက်ဆီးပြီးဖြစ်တဲ့ဆိုတဲ့တဲ့ အွန်လိုင်းလိမ်လည်မှုအွန်လိုင်းလမ်းကစားမှုတွေကိုကျွလွန်ခဲ့တဲ့ကရင်ပြည်နယ်မြဝတီမဲထုတ်တလီ KK ဘက်နေမြေရှိအဆောက်အုံတရာတလုံးကိုဖြူချဖျက်ဆီးပြီးဖြစ်တယ်လို့ဂျန်နေ48လုံးကိုလည်းဆက်လက်ဖြူချဖျက်ဆီးသွားမှာဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီနေမြေအတွင်းနေဆက်လမ်းကြောင်းတွေကတဆင်တရားမဝင်ဝင်ရောက်ပြီးအွန်လိုင်းလမ်းကစားမှုတွေနဲ့ဒုစရိုက်မှုတွေကျွလွန်ခဲ့တဲ့ပြည်ပနိုင်ငံသားရှာကိန်နှုန်း90ကျော်ဟာထိုင်းနိုင်ငံကနေတဆင်နေဆက်ဖျက်ချော်ရောက်ရှိလာတဲ့ဖြစ်စဉ်ကအများဆုံးဖြစ်တယ်လို့ဆိုပါရယ်။ မြဝတီမက်ထော်ဒလီနေမြေကအွန်လိုင်းလမ်းကစားမှုတွေအွန်လိုင်းလေလံမှုတွေကျူးလွန်ခဲ့တဲ့ပြည်ပနိုင်ငံသားတွေကိုစစ်ဆေးဖို့ထုတ်ထိမ့်သိမ်းနေရမှာ2025ခုနှစ်ဇန်နဝါရီ30ရက်ကနေနိုဝင်ဘာ9ရက်ထိမြန်မာနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသား1962ဦးကိုစစ်ဆေးဖို့ထုတ်ထိမ့်သိမ်းနိုင်ခဲ့ပြီးအဲ့ဒီတဲကမှာ ကိုရောင်၄3ကိုထိုင်းနိုင်ငံကတဆင်သက်ဆိုင်ရာနိုင်ငံတွေကိုပြင်းပြင်းလွှဲပြောင်းပေးနိုင်ခဲ့တယ်လို့ဂျန်နဲ့1959ကိုလည်းသက်ဆိုင်ရာနိုင်ငံတွေကိုပြန်လည်လွှဲပြောင်းပေးဖို့အသင့်ဖြစ်နေပြီဖြစ်တယ်လို့သိရှိရပါတယ်ရှင်။နောက်ထပ်တင်ဆက်ပေးမှာကတော့တောင်ကြီးအစင်ဝက်ဖြူရီခြေရွာနီးတွင်ဘရိတ်ပေါက်ခါကြောက်တဲ့ကြာရလူသုံးသေဆုံးတဲ့တွင်တောင်ကြီးမှမန္တလေးသို့မောင်းနှင်လာတဲ့ခီးတဲ့တင်းရင်တစီမှာနိုဝင်ဘာ9ရက်မွန်လွဲပိုင်းကဝက်ဖြူရီခြေရွာနှင့် မကွေချေးွာအကြားတွင်ဘရိတ်ပေါက်ခါကြောက်တဲ့ကြာရမှာလိုက်ပါလာသူ၃တိဆုံးက14ဦးတရားရမှုဖြစ်ပွားကြောင်းသိရပါတယ်။ဖြစ်စဉ်မှာနိုဝင်ဘာ9ရက်မွန်လဲတနအီမိနစ်20အခန်းကရှမ်းပြည်နယ်ကလောမြို့နယ်ဝက်ဖြူရီချေးွာနှင့်မကွေချေးွာကြားမိုင်းနိုင်အမှတ်56မြင်းဆောင်6တွင်တောင်ကြီးမှမန္တလေးသို့မောင်းနှင်လာတဲ့တရုတ်နိုင်ငံထုတ်ဂျင်ဘီယာမျိုးစားရင်သည် ဘရိတ်ပေါက်ပြီးအချိန်မထိနိုင်ပဲလမ်းရဲ့ဘဲဘဲကြောက်တဲ့သူတိမ်မောက်မှုဖြစ်ပွားရာကလုံးမြွနေမိသက်စခန်းမှာမိသက်တပ်ဖွဲ့ဝင်များဖြင့်ရှာဖွေကယ်ဆယ်လုပ်ငန်းများတွားရောက်ဆောင်ရွက်ခဲ့တယ်လို့မိသက်ဦးစီးဌာနမှသိရပါတယ်။ရှင်တိမ်မောက်မှုကြောင့်ရှင်မောပါအမျိုးသားရှင်ဦးအမျိုးသမီးကိုဦးစစ်စုပေါင်း18ဦးနဲ့အမျိုးသမီး2ဦးအမျိုးသား2ဦးစစ်စုပေါင်း3ဦး ူလာထုတ်ပြန်ချက်တွင်ကြား2ဦးမ3ဦးစုစုပေါင်း5ဦးသေဆုံးတယ်လို့ဖော်ပြခဲ့ပြီးသေဆုံးခဲ့ကြောင်းနဲ့ကြံထိခဲ့တရားရရှိသူ14ဦးတို့အားနတ်ပန်တက်လူမှုကူညီအတင်းမကွေကြီးရွာလူမှုကူညီအတင်းမျက်စေတနာမောလူမှုကူညီအတင်းနဲ့မဟာလူမှုကယ်ဆယ်ရေးအတင်းအောင်မန်းတို့မှအရှင်များဖြင့်ကလုံးမြို့ပြည်သူစေယုံသူကူညီပို့ဆောင်ပေးခဲ့တယ်လို့သိရှိရပါတယ်ရှင်။ ရိသတ်များရှင်ကျမတို့ရှန်ကုန်မီဒီယာကနေပြည်တွင်းမှာဖြစ်ပွားနေတဲ့သတင်းဖြစ်စဉ်များအပါအဝင်နိုင်ငံတော်ရှိထူးခြားဖြစ်စဉ်များကိုအချိန်နဲ့တပြေးညီသိရှိနိုင်ရန်ထုတ်လင့်တင်ဆက်ပေးလျက်ရှိပါတယ်။ကြည့်ရှုပေးခဲ့ကြတဲ့ပြည်သက်များကိုကျေးဇူးတူတင်ရှိပါရဲ့ရှင်။